မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးနယ်မလိုင်မြို့နယ်တို့မှာအကြမ်းဖက်ဆက်ခွေးစစ်ကြောင်းကိုတလားကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရာဘုံမူးကျော်မင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီး9ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်မျိုးစုံ40ကျော် drone နဲ့ဂျမ်မာများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ25ရက်နေ့မုံလွယ်3နိုင်ကမှနထိုးကြီးမြို့နယ်ရန်ကင်းဖျားကနေမြိုင်သာကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်းအား200လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်၄တိုက်ရင်မြင်းကြံခရိုင်အမှတ်10တိုက်ရင် မြေသားပကပအခြားသောမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးတအုပ်အပါအဝင်တပ်သား9ဦးနဲ့အထက်တင်ဆုံသွားတယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာစစ်ခွေးမသားအလောင်းတလောင်းနဲ့ MA5 တပ်နဲ့တပ်လက်တို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အောက်တိုဘာလ1ရက်နေ့မွန်လွဲ2နာရီကျော်လောက်မှာနထိုးကြီးမြို့နယ်မြိုင်းသားရွာကိုမိရှုဖျက်ဆီးပြီးတော့နထိုးကြီးမြို့နယ်ဒိုင်းလေရွာအနီးကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတဲ့ နေအား250လောက်ပါတဲ့စစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်၄တပ်ရင်မြင်းကြံခရိုင်အမှတ်၁၀တပ်ရင်တို့နဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့မြေသားဘက်ကပါမြင်းကြံခရိုင် drone တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲဟာ၃နိုင်ကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးစစ်ကြောင်းကအထိနာပြီးတော့ဖွဲ့စည်းပုံပြက်က စစ်ဦးလန်သွားခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲအတွင်းကလည်းအကြမ်းဖက်စစ်ခွေး၄ကောင်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်သား၁၀ဦးထက်မနည်းသေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးတွေစီကနေငကြင်းမီတလက် MA11 ၃လက် G3 ၂လက် MA1 တလက် M79 တလက် MA5 နလက် Drone နဲ့ကြီမျိုးစုံ 3312တောင်း40မမ3လုံး60မမ9လုံး RPG တဖူ drop bomb 4ပါပို့ရန်တောင်း12တောင်းလက်ပစ်ဘုံ12လုံးအီနာကာတလုံးကြီပေါက်20ခု ကက်တီ73ကိုဂျမ်မာကားတစ်စီးနဲ့ကား3စီးတို့ကိုလည်းတိတ်ဆိတ်ရမိခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ9ရက်နေ့မှာမလိုင်မြို့နယ်နှောကန်ရွာဘက်ကနေမလိုင်မြို့နယ်အင်ကြီးတော်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား200လောက်ပါတဲ့စစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်၄တပ်ရဲမြင်းကြံခရိုင်အမှတ်10တပ်ရဲတို့ကတိုက်ခိုက်ခဲ့ရောတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာအော်တိုဘားလ12ရက်နေ့အထိ၄ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာမလိုင်မြို့နယ်နဲ့တောင်သာမြို့နယ်တို့မှာအမျိုးသမီးအယောက်20နဲ့အထက်ကို အလိုမတူဘဲနဲ့အတေရဓမ္မပြုကျင့်ပြီးတပ်ဖြတ်ခြင်းပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးခြင်းများကိုဥဆောင်လောက်ကင်ခဲ့တဲ့ဘုံမူကျော်မင်းအပါအဝင်စစ်ခွေးအကောင်20တဲ့မနေသေးဆုံးသွားပြီးတော့စစ်သား9ယောက်ကိုလည်းအရှင်းဖမ်းမိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာလည်း MA16 လက် MA25 လက် MA36 လက် MA4 တလက် RPG တလက်ငချင်းမီနှစ်လက်60မမပြောင်းတူ3လက်60မမပြောင်းရှီတလက်ငချင်းမီပြောင်းတစ်ခုကြီမျိုးစုံ6088တောင်း ပို့ကြည်25,040မမ15လုံး60မမ17လုံး RPG 12ဖူး RPG ပို့ရန်9000ရစားပလင်း17လုံးလက်ပစ်ဘုံ၄လုံး M9 2လုံး Drone 20 Drone Shooter 2ခုကျောပိုးဂျမ်းမာတစ်ခုဂျမ်းမာအကြီးတစ်ခုကာ30 Drone ဘုံဒီ2ဖာခြေပေါက်အစုံ56ခုလို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျာ အော်တိုဘားလာ၁၂ရက်နေမှာမလိုင်မြို့နယ်အင်ဂျီတော့ရွာကနေစစ်ကြောင်းထိုးလာတဲ့အင်အား၂၀၀လောက်ပါတဲ့စစ်ကြောင်းနဲ့ငင်းညံခရအမတ်လေးတက်ရင်ငင်းညံခရအမတ်၁၀တက်ရင်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့ခြင်းကြောင့်မလိုင်မြို့နယ်နှောကန်ရဲစခန်းကနေစစ်ကူလာတဲ့စစ်ခွေးစစ်ကြောင်းကိုပါငင်းညံခရအမတ်လေးတက်ရင်နဲ့၁၀တက်ရင်တို့နဲ့အတူမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ငင်းညံခရအမတ်၁တက်ရင်ငင်းညံခရအမတ်၈တက်ရင် ်နထိုးကြီးဘက်ကပါတရဦးဘက်ကပါတို့ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့အချမ်းဘက်စစ်ခွေးတွေဘက်ကထိခိုက်တိုက်ဆုံမှုတွေများပြားခဲ့ပြီးစစ်ခွေးတွေစီကနေပြီးတော့ MA1 ၄လက် MA2 ၂လက် MA3 ၄လက်60မမပြောင်းထုတ်တက်လက်တို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျာ။ ကျွန်တော်တို့မြင်းကြံခရိုင်ကိုစစ်ကောင်စီကအထွေထွေထိုးစစ်ကာလာနဲ့ရောပြီးတော့စစ်ကြောင်းထိုးမယ်လို့လွန်ခဲ့တဲ့3လလောက်ကလေးကကြိုတင်ပြီးတော့ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။အခုချိန်မှာကျွန်တော်တို့ဘက်ကတက်လာပေါ့ရရှိနီးပါထိတွေ့တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဆုံးရှုံးပြီးတော့မှပေးလိုက်ရတဲ့နည်းမျိုးတွေရှိပါတယ်။တချို့ဟာတွေဆိုရင်အခက်အခဲတွေကြားတွေကတိုက်ခိုက်ပြီးတော့အောင်မြင်ခဲ့တာတွေလည်းရှိတာပေါ့။ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အလဲပိုင်းဒေသမှာမန္တလေးတိုင်းတို့စစ်ကောင်စီရဲ့ဗဟိုကျတဲ့အချက်အချာကျတဲ့ဒေသတွေမှာတော်လိုင်းလုံနေတာဖြစ်တဲ့အတွက်တချို့အခက်အခဲတွေကိုနားလည် ်ပေးကြဖို့မေတ္တာရက်ခံလိုပါတယ်ဒီထက်ပို့ပြီးတော့စ조사သွားမယ်ဒီထက်ပို့ပြီးတော့အောင်မြင်တဲ့တိုက်ပွဲတွေဖော်ဆောင်ဖို့조사ရုံးကန်သွားပါမယ်လို့မြင်းချန်ခရိုင်အမတ်လေးတက်ရင်နဲ့အမတ်၁၀တက်ရင်တို့ကပြောရေးဆိုခွင့်ရှိသူဆရာဆိုးကရှင်းပြထားပါတယ်စက်တဘာလ25ရက်နေ့ကနေအော်တိုဘာလ12ရက်နေ့အထိမြင်းချန်ခရိုင်အမတ်လေးတက်ရင်အမတ်၁၀တက်ရင်တို့နဲ့အတူပူးပေါင်းအဖွဲ့များဟာစစ်ကောင်စီကပြုတ်လုံနေတယ် ်ထိုးစစ်ကိုအကောင်းဆုံးခုခံကာကွယ်ပြီးတော့ခံစစ်အနေထားကနေထိုးစစ်အသွင်ပြင်ကိုရဲဘော်များကအသက်သွေးချွေးတွေရင်းနှီးပြီးတော့စစ်ဦးလမ်းထဲအထိတွန်းလှန်ခဲ့တယ်လို့သိရပါတယ်တော်လိုင်းရေးကာလဖြစ်တဲ့အတွက်တရင်တပ်ဖွဲ့တွေအပေါ်ကိုလူလူအနေနဲ့နားလေသဘောပေါက်လိုက်မယ်လို့ယုံကြည်ကြောင်းလည်းပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ထိုးစစ်မှာလေချောင်းကိုအလုံးချုံတုံးခဲ့တာကိုလည်းပြည်သူများသိရှိခဲ့ပြီးဖြစ်ပါတယ်ဆက်လက်ပြီးတော့တော်လိုင်းရေးအရွေးတစ်ခုကိုဥတီတဲ့စစ်ရေးဖော်ဆောင်မှုတွေရှိလာအောင်မှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့ တော်လန်တော်လန်လူစိတ်တွေကိုမတွန့်ဆုတ်ပဲဘုံရန်သူကိုမမေ့လျော့ပဲနဲ့နိုင်တဲ့တာဝန်ကိုထမ်းပြီးတော့ပြည်သူနဲ့တော်လန်ရဲဘော်များတော်လန်ရဲဘော်တွေနဲ့ပြည်သူလက်တွဲမဖြုတ်ပဲစီးလုံးညီညွတ်စွာနဲ့တော်လန်ရေးအောင်ပွဲရတဲ့အထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံခရိုင်မြင်းညံမြို့နယ်မြင်းညံနထိုးကြီးလမ်းမပေါ်မှာစစ်သားရဲနဲ့ပြူစောထီတွေစီးနေလိုက်ပါလာတဲ့စစ်ကား၃စီးကိုတိုက်ခိုက်ခဲ့ရာစစ်သားတအုပ်သေးဆုံးပြီးတော့လက်နက်၃လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ21ရက်နေ့မနက်ပိုင်းကမြင်းညာမျိုးကနေနထိုးကြီးဘက်ကိုထွက်လာတဲ့စစ်သားရဲပြူစောတိတွေလိုက်ပါလာတဲ့ဒဘကက်အမျိုးအစားကား၃စီးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလျှော့တိပြကြားဖြတ်ပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ခွေးတကောင်တေဆုံးပြီးတော့အများပြားဒဏ်ရာရရှိကထွက်ပြေးသွားတယ်လို့သိရပါဗျ။ညောင်မင်းရွာအနီးမှာဖြစ်ခဲ့တာပါ။ မြင်းညာမြို့နယ်တဲကပဲအင်အားကတော့ခံမှန်းလို့မရဘူးအကုန်ထွက်ပြေးသွားတာကားတွေကမောင်းလို့မရတော့တာဂျမ်ဘာကားကတော့ဖျက်ဆီးခဲ့တယ်ဂျန်တဲ့ကားတွေကတော့ဒီတိုင်းထားခဲ့လိုက်တယ်တိုက်ပွဲတွေကဆက်ဖြစ်နေလုံးပဲလို့မြင်းညာခရအမတ်ရှစ်တရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးစစ်သားရဲနဲ့ပြူစောထီးတွေထွက်ပြေးသွားပြီးတဲ့နောက်ဂျန်ရှိနေတဲ့ဂျမ်ဘာတင်ဆောင်ထားတဲ့ကားနဲ့ဂျမ်ဘာဆက်မှာအသုံးပြုလို့မရတော့တဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာပဲဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်ဒါအပြင်စစ်သားရဲနဲ့ပြူစောထီးတွေကိုက်ဆောက်အသုံးပြုတဲ့ MA1 အမျိုးအစားတနတ်တက်လာ MA3 အမျိုးအစားတနတ်တက်လာနဲ့ G3 အမျိုးအစားတနတ်တက်လာတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုကိုမြင်းညာခရိုင်အမှတ်၈တိုင်ရင်နဲ့မြင်းညာခရိုင်အမှတ်ခွန်တိုင်ရင်0ပျောက်ကြားတက်ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မြင်းညာခရိုင်အတွင်းမှာနေတိုင်းနေပါလို့လို့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်ခွေး9កောင်တေဆုံးပြီးတော့စစ်ကြောင်းတစ်ခုလုံးပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ18ရက်နေ့မနက်ပိုင်းမှာပေါ့မြုံနယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ အင်အား200လောက်ပါတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုပြည်သူတော်လှန်ရေးတပ်ဦး PRF တပ်ဖွဲ့ဝင်ရဲဘော်များကကြားဖြတ်တိုက်ခတ်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာတနအီကန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကအထိနာခဲ့တဲ့အတွက်ကြောင့်ရှေ့ဆက်မတွန်းနိုင်တော့ဘဲနောက်ကိုပြန်လဲဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ ဲ့ဒီတိုက်ခတ်မှုအတွင်းမှာအချက်မဲ့စစ်တပ်ဘက်က9ဦးတေဆုံးခဲ့ပြီးတော့10ဦးထက်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ရန်သူကိုခုခံတိုက်ခိုက်ဖို့နဲ့ပြည်သူလူထုကိုကာကွယ်ဖို့ကကျွန်တော်တို့ရဲ့တာဝန်မှာပဲကျွန်တော်တို့ရင်ဆိုင်တိုက်ခိုက်နေရတဲ့စစ်အာဏာရှင်ဆိုတဲ့ ဥဒရန်းကြီးနိုင်ရန်ကြီးဟာဒုတဲ့ကြီးမားပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ဒီထက်ပိုပြီးတော့စီးလုံးနေဖို့လိုတယ်လို့ဒီထက်ပိုပြီးမာကျော်ဖို့လည်းလိုတယ်လို့ပြောချင်ပါတယ်လို့ပြည်သူတော်လှန်ရေးတပ်ဦး PRF ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတက်ခတ်မှုကိုပြည်သူတော်လှန်ရေးတပ်ဦး PRF နဲ့မဟာမိတ်တွေဖြစ်တဲ့ပြည်သူဒီမိုကရက်တစ်တပ်တော် PDA ၊ကျောင်းသားလက်ရုံးတပ်တော် SAF borderless နဲ့ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ဟာပြည်သူလူထုအတွက် 安徽那个也是这样，人肉野狗随手拍照，旁边那个阿扁扁、陈某那样啊，死了拍照，搅拌到马屁脚，人也是玩的很妙。啊啊 ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်လေးကြီးကောဒေသကိုတမ22လက်အောက်ခံဘျူဟာ၃ဘျူဟာနဲ့စစ်ခွေးအင်အား1200ကျော်ကိုတုံးပြီးတော့စစ်ကြောင်းထုံးနေတဲ့စစ်ခွေးတပ်ဟာတိုက်ပွဲကာလတလအတွင်းမှာဒုတက်ရင်မှုတအုပ်အပါအဝင်150ခန့်တေဆုံးပြီးတော့အယောက်200ခန့်ဒဏ်ရာရရှိကာအထိနာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကလေးကြီးကောဒေသကိုစက်တင်ဘာလ23ရက်နေ့ကစပြီးတော့ တမ22လက်အောက်ခံတိုက်ရင်တွေကို၃ရင်း W ဟာဖွဲ့ပြီးတော့ W ဟာ၃ခုနဲ့ခွဲပြီးစစ်ကြောင်းထုတ်တိုက်ခိုက်နေတာပါ W ဟာ1နဲ့တဲ W ဟာ1နဲ့နဲ့1နဲ့3ဆိုတဲ့၃ W ဟာနဲ့ W ဟာကိုအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200လောက်နဲ့စစ်ကြောင်းထိုးလာတာလို့ဘုံမူတူရစောတာဘောကပြောပါတယ်တမတခုတရင်ဆယ်ရင်နဲ့စစ်မြေပြင်မှာတော့တရင်ကိုရင် view ဟာ3 view ဟာနဲ့ထိုးစစ်ဆင်းနေပါတယ် W ဟာကတော့တောင်ရှိကြောက်ကူဘက်ကနေထိုးစစ်ဆင်းနေ W ဟာကတော့၄ကီကော်တဲကိုထိုးစစ်ဆင်းနေ W ဟာကတော့ ထီးမဲ့ဝါခီဘက်ကနေထိုးစစ်ဆင်တယ်လို့ပူပေါင်းစစ်ဆင်ရေးမှုကပြောပြထားပါတယ်။တလတာအတွင်းတိုက်ပွဲပေါင်း45ချိန်ကဖြစ်ခဲ့တယ်လို့နေစဉ်ရက်ဆက်တိုက်ပွဲတွေဖြစ်နေခဲ့ပါတယ်။အခုရက်ပိုင်းတွင်မှာလဲစစ်တပ်ဘက်ကအထိနာပြီးတော့ဖြိုဖျက်ဖြစ်နေတယ်လို့ဗိုလ်မှူးကပြောပြထားပါတယ်။လေးကီကောတိုက်ပွဲက23ရက်ကနေစတာ။အခုဆိုရင်တလပြည့်ပြီပေါ့။တလအတွင်းမှာစစ်ခွေးအများအများထိခိုက်ဒေဆုံးမှုတွေရှိတယ်။တလအတွင်းမှာပဲလက်နက်နဲ့၄ဦးအလင်းဝင်လာတယ်။မြေပြင်မှာတင်းစီရမိကြတာက လက်နက်က၅လက် ဖမ်းဆီးရမိတာကတအူဗျူဟာ၃ဗျူဟာနဲ့ထိုးစစ်ဆင်လာပါတယ်ဒဗျူဟာကို900တော့မရှိဘူးစလာကလေးက1900ဆိုတော့ဒဗျူဟာကို400လောက်ပဲရှိပါတယ်အခုဆိုရင်ဒီကောင်လေးဖွဲ့စည်းပုံတော်တော်လေးကိုဖျို့ဖျဲဖြစ်နေပြီအခုဆိုရင်ဒဗျူဟာကို300လောက်ပဲကျန်တော့မယ်လို့ဘုံမူသူရစောတာဘောကပြောပြထားပါတယ်စက်တမလာ23ရက်နေ့ကစတဲ့လေးကေကိုဒေတာတိုက်ပွဲတလအတွင်းမှာစစ်ခွေးတပ်ဘက်ကဒုတက်ရဲမှုအပါအဝင်150လောက်တိတ်ဆုံးသွားပြီးတော့200ကျော်ဒဏ်ရာရတယ်လို့ဘုံမူကဆက်လက်ရှင်းပြထားပါတယ် တေဆုံးတာအတီးပြုတ်လို့ရတာက မြေပြင်မှာက150လောက်ရှိပါတယ်ထိခိုက်ဒဏ်ရာရတာက200လောက်ရှိတယ်ဒေတဲ့ထဲမှာယာဒူးအမြင့်ဆုံးကဒုတက်ရေမှုတစ်ယောက်ပါတယ်လို့ပြောပြထားပါတယ်လေးကေကောဒေတာတိုက်ပွဲတလအတွင်းမှာစစ်ခွေးတပ်ဘက်ကလက်နက်နဲ့၄ဦးအလင်းဝင်ရောက်လာပြီးတော့မြေပြင်မှာတင်းစီရမိခဲ့တာကလက်နက်၅လက်နဲ့စစ်ခွေးတကောင်ကိုဖမ်းမိခဲ့တယ်လို့ဆိုပါတယ်မင်းကလည်းတယောက်ထပ်ပြီးအလင်းဝင်လာတယ်လက်နက်တက်လက်နဲ့လို့ဗိုလ်မှူးသူရစောတာဘောက အော်တိုဘားလိုက်23ရက်နေ့မှာပြောပြထားပါတယ်စစ်ခွေးတပ်ဟာ၄ကီကောဒေတာတိုက်ပွဲအတွင်းမှာစစ်မှုန်းဥတွေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတစ်တွေကိုအများဆုံးအုံပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်ခွေးတပ်ကအင်းစည်းကားတွေနဲ့ပေါ်တာလိုက်ဆွဲနေပြီးတော့လူငယ်တွေအများပြားဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ23ရက်နေ့ညနေပိုင်းကစစ်ခွေးတပ်ဟာမုံရွာမြို့ပေါ်နေရအနှံ့မှာပေါ်တာလိုက်ဆွဲခဲ့ပြီးတော့စိုင်းကယ်ရီတွေမကဘဲနဲ့ကားပေါ်မှာပါလာတဲ့လူငယ်တွေကိုပါအတင်းဆွဲခေါ်သွားတယ်လို့မြို့ကန်တွေကပြောပါတယ်။အင်းစည်းကားတွေနဲ့ပတ်ဖမ်းနေတာဆွဲခံရတဲ့သူတွေတော်တော်လေးကိုပါသွားတယ်လို့မြို့ကန်တအူးကအတိအပြုပြောပြထားပါတယ်။စစ်ခွေးတပ်ဟာမုံရွာမြို့ပေါ်က နန်းနဝင်အေးရိတ်သာလန်ပြည်တော်စုလန်စတဲ့လမ်းနေပေါ်မှာပေါ်တာဆွဲခဲ့တာဖြစ်ပြီးတော့ဆိုင်ကယ်နဲ့တည်းမကပဲအန်စာတုံးကားပေါ်မှာပါလာတဲ့လူငယ်တွေကိုပါဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ပေါ်တာဆွဲခံသူအရေးအတွက်ကတော့အတိအကျမသိရသေးပါဘူးပေါ်တာဆွဲခံတဲ့သူတွေကိုတော့စူပေါင်းယုံဘက်ကိုခေါ်သွားတယ်လို့သိရတယ်ရှေခွေတက်ဟာပြီးခဲ့တဲ့သတင်းချုပ်ကာလာတုံးကလည်းပျော်ပွဲရှင်ပွဲတွေကိုအယောင်ပြလုပ်ပြပြီးတော့ဘွဲကနေပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ် ။လာမဲ့ဇောင်းတိုင်းကာလမှာလဲဆေးခွေးတက်ကမုံရွာမြို့ပေါ်မှာပျော်ပွဲရှင်ပွဲတွေကိုလှုပ်ပေးပြီးတော့လူဖမ်းပွဲတွေကိုပြုလုပ်နေတယ်လို့စီစဉ်နေကြောင်းမြို့ကန်တွေကပြောပါတယ်။အာနာသိန်းဆေးခွေးတက်ဟာလက်ရှိစစ်မှုရန်အပတ်စဉ်18ကိုစတင်နေပြီးတော့အပတ်စဉ်19အထွတ်ကြိုတင်ပြီးတော့လူစုဆောင်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတန်းရီလာရှင်မြို့နယ်ရွာသိရွာမှာရှိတဲ့စစ်စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်အချက်ဘတ်စစ်ခွေးတက်ကဂျေးရွာများကိုစက်တပ်၄ထီးနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ဘုံကြီးကျောင်းစာတင်ကျောင်းနဲ့နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ23ရက်နေ့နဲ့22ရက်နေ့တွေမှာစစ်ခွေးတပ်ကရေတာရှိမြို့နယ်စစ်တောင်းမြေအရှိပါမှာရှိတဲ့ကျေးရွာများကိုစစ်တပ်၄ထီးနဲ့200စက်တိုက်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါဒအကြမ်းစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲစာတင်ကြောင်ဖုန်ကြီးကြောင်နဲ့နေအိမ်များထိခိုက်ပျက်စီးတာစစ်တောင်းမြေအရှိပါမှာရှိတဲ့ကျေးရွာတွေကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါဒ20ရက်နေ့ကစစ်ခွေးစခန်းအသိမ်းခံလိုက်ရတယ်အဲ့ဒါကိုရှုံးမဲမဲပြီးတော့လိုက်ကျဲနေတာ ဒီနေ့နဲ့ဆိုရင်နှစ်ရက်ရှိပြီစစ်တောင်းမြေအရှိဘက်ကပြည်သူတွေရဲ့နေအိမ်တွေကျောင်းတွေကြိပ်ပြီးတော့လိုက်ချဲနေတာပြည်သူတွေထိခိုက်တာတော့မရှိဘူးဒါပေမဲ့ရွာထဲမှာဘယ်သူမှမနေရဲလို့တိန့်ရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အော်တိုဘားလ20ရက်နေ့မှာရေတာရှည်မြို့နယ်စစ်တောင်းမြေအရှိမကမ်းမှာရှိတဲ့ရွာတစ်ကြီးရွာမှာအင်အား60လောက်နဲ့အထိုင်းချတပ်ဆွဲထားတဲ့စစ်ခွေးစခန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကတိုက်ရင်မှုဒုတိယဗိုလ်မှူးကြီးညီနိုင်နိုင်အပါအဝင် စစ်သား15ဦးသေဆုံးခဲ့ပြီးတော့စစ်တုံးမှန်း2ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဒါပြင်စစ်ခွေးတပ်ရဲ့ဂျမ်းမာအထိုင်းစက်ကြီးတလုံး MA11 အမျိုးအစားတပ်နက်တလား MA3 အမျိုးအစားတပ်နက်တလား G3 အမျိုးအစားတပ်နက်3လက်60မမတလားပစ္စတိုတလက်60မမ G5 လုံး G ပေါက်10ခုကြည်မျိုးစုံအတောက်တထောင်ခန်းနဲ့မီးစက်တလုံးတို့ကိုတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ